တက်လိုက်ပြီးတော့တတိမေမျောနေတဲ့မြောက်တကောင်ကိုတခြားမြောက်တကောင်ကအသက်ပြန်ရှင်လာအောင်ပြုစုနေပုံဟာအသိဉာဏ်ရှိတဲ့လူတယောက်လောက်အောက်မေ့ရပါတယ်။အိန္ဒိယနိုင်ငံမြောက်ပိုင်းကကမ်ဘာဆိုတဲ့မြို့မှာယထာပူရမှာတွေ့ရတဲ့အဲ့ဒီမြင်ကွင်းကိုလူတွေမြင်သက်အောသွားခဲ့ကြပါတယ်။ပထမမြောက်ကယထာပူရအနီးကဓာတ်အားမြင့်တဲ့ဝါယာကြိုးပေါ်မှာလမ်းလျှောက်မိလို့တက်လိုက်ပြီးတော့တတိလေးမေမျောသွားခဲ့တာပါ။မေမျောပြီးတော့ယထာလမ်းပေါ်မှာလဲကျနေတဲ့မြောက်ကိုတခြားမြောက်တကောင်ကသွားခဲ့တဲ့ပုံမှာ မေမျောနေတဲ့မြောက်ကိုပြန်တတိလေလောက်အောင်ရိုက်လိုက်ကြိုက်လိုက်ရင်းနှစ်လိုက်နဲ့နှီးပေါင်းစုံနဲ့ကြိုးစားလိုက်တာမိနစ်20အကြာမှာတော့ပထမမြောက်ဟာတတိပြန်လေလာပြီးတော့စတင်လှုပ်ရှားလာတာကိုတွေ့ရပါတယ်ပထမမြောက်ရဲ့သူရဲကောင်းဆောင်တဲ့အဲ့ဒီလှုပ်ရက်ကိုလူတွေအံ့အားသင့်ခဲ့ကြပြီးတော့တပ်ပုံတွေဗီဒီယိုတွေလည်းရိုက်ယူခဲ့ကြပါတယ်တက်လိုက်တဲ့မြောက်တတိပြန်လေလာပြီးတော့ထထိုင်တဲ့အချိန်မှာတော့ဝိုင်းကြည့်နေသူတွေကလက်ခုပ်တီးပြီးတော့အပိတ်ခဲ့ကြပါတယ်အိန္ဒိယနိုင်ငံရဲ့တချို့မြို့တွေမှာဒီလိုပဲမြောက်တွေကိုတွေ့ရလေရှိပါတယ်တချို့ကဒါဟာ မနစ်မျိုးစရာလို့မြင်ကြပါတယ်ဒါပေမဲ့လူတွေကြားထဲမှာမြောက်တွေရောက်နေတာဟာလူကြီးများတဲ့အိန္ဒိယမှာမြို့တွေရွာတွေတိုးချဲ့လာတာကြောင့်လို့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေကမြင်ကြပါတယ်ခင်ဗျာ